မက္ကဆီကိုမြို့တော်လမ်းမတွေပေါ်မှာတင်းမာတဲ့ခြေနေတွေဖြစ်ပေါ်ခဲ့ပါတယ်။မြို့သားနန်းတော်ပြင်ပမှာဆန္ဒပြသူတွေကအဒီကယုံနေနေရဲတွေနဲ့ထိတ်တန့်ရင်ဆိုင်ခဲ့ကြပါတယ်။ Generation Z နာမည်အောက်မှာထောင်ပေါင်းများစွာသောဆန္ဒပြသူတွေဟာအချိန်တက်လာတဲ့ကြမ်းပတ်မှုတွေကိုရှုံချဖို့စုဝေးခဲ့ကြတာပါ။ဒီလအစောပိုင်းကရာဇဝတ်မှုတိုက်ဖျက်ရေးထောက်ခံအားပေးသူမြို့တော်ဝန် Carlos Benzo လှုပ်ချခံရပြီးနောက်ပိုင်းမှာဒီဆန္ဒပြမှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ကာလော့စ်မန်ဆိုအတွက်ကာလော့စ်မန်ဆိုကိုရရက်ဆက်ဆက်တပ်ဖြတ်ခဲ့မှုအတွက်ချီတက်နေကြတာပါသူ့အတွက်နဲ့ရာဇဝတ်ကောင်တွေရဲ့လက်ထဲမှာအသက်ဆုံးရှုံးခဲ့ရသူတွေပစ္စည်းဥစ္စာဆုံးရှုံးခဲ့ရသူတွေအားလုံးအတွက်တရားမျှတမှုကိုလိုချင်ပါတယ်လို့ဆန္ဒပြသူတို့ကပြောပါတယ်ကာလော့စ်မန်ဆိုကိစ္စကြောင့်ကျွန်တော်တို့လာခဲ့ကြတာပါကျွန်တော်တတ်တော်ဒါဟာလူတွေနိုးကြလာကြပြီဆိုတာကိုလက်တွေ့ပြနေတာပါပဲရာဇဝတ်သားတွေအုပ်ချုပ်နေတဲ့နိုင်ငံမှာကျွန်တော်တို့လက်အောက်ခံအဖြစ်မနေနိုင်ပါဘူးလို့ဒေါက်တာကပြောကြားခဲ့ပါတယ် လက်နက်ကိုင်ခိုင်းတွေကိုပြင်းထန်စွာနေနေမှုတိုက်တွန်းခဲ့တဲ့မန်ဇိုဟာဝင်းမာလာတည့်နေ့က Date of the Dead ပွဲတော်ကိုတက်ရောက်စဉ်ပြစ်သက်ခံခဲ့ရတာဖြစ်ပါလေ။လူစုလူဝေးတဲ့ကတချို့ကတမရကလော်ဒီယိုရှင်ဘန်ရဲ့မော်ရီနာပါတီကိုဒေါသတကြီးဝေဖန်ခဲ့ကြပြီးယာစွမ်းမှုနှိမ်နှင်းရေးကြိုးပမ်းမှုတွေကိုတုံးမြင့်လှုံ့ဆော်မှုအစိုးရကိုတောင်းဆိုခဲ့ကြပါလေ။ကျွန်တော်တို့မက္ကဆီကိုကိုချစ်တယ်။ကျွန်တော်တို့ပင်ပန်းနေပါပြီ။ထွက်သွားပါမော်ရီနာ။မက္ကဆီကိုကိုဖျက်ဆီးနေတာပါ။ဒါမက္ကဆီကိုမဟုတ်ဘူးလို့အချို့ကအော်ဟစ်ခဲ့ကြပါလေ။ မြို့တော်အာဏာပိုင်တွေရဲ့အဆိုအရဒီဆန္ဒပြပွဲထိတဲ့တွင်မှုတွင်ရဲရရှိဒါဇင်နဲ့ချီပြီးတန်ရရခဲ့ကြသလိုအရသာ20ခန့်လည်းတန်ရရခဲ့ကြပါတယ်။တမရရှိန်ပန်းကတော့တခြားမျိုးတွေမှာပါဖြစ်ပွားခဲ့တဲ့ဒီဆန္ဒပြမှုတွေကိုသူ့အစိုးရကိုဆန့်ကျင်တဲ့လက်ရဇွန်နိုင်ငံရေးသမားတွေကငွေကြေးထောက်ပံ့အားပေးနေတယ်လို့စွပ်စွဲထားပါတယ်ခင်ဗျာ။